မင်္ဂလာပါရှင်ယနေ့ဆက်ပြီးရှင်းပြပေးမှာကတော့စထမရန်တင်ချအတွဲနဲ့ကအခန်းနဲ့ဇန်နဲ့နာ၁၈မှာရှိတဲ့လေ့ကျင့်ခန်းနံပါတ်6ကိုဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်။မြင်းဖြောက်နှကြောင်းသည်အမှတ်မြင်များ၌တစ်ခုကိုတစ်ခုဖျက်နိုင်သည်နည်းတဲ့အဲ့တော့မြင်းဖြောက်နှကြောင်းကျွန်မတို့ကမြင်းဖြောက်နှကြောင်းကဘယ်နေရာမှာဖျက်တယ်လဲအမှတ်ဘလောက်မှာဖျက်တယ်လဲအဲ့တော့အဲ့ဒါကိုဆင်မတို့ပုံလေးဆွဲကြည့်လိုက်မယ်။ဒါမြင်းဖြောက်နှကြောင်းဒါဟာမြင်းဖြောက်နှကြောင်းအဲ့တော့မြင်းဖြောက်နှကြောင်းဖျက်တယ်ဆိုရင်အမှတ် တစ်ခုမှပဲဖြစ်မှာဖြစ်တယ်ဟုတ်ပြီနော်ဒါကြောင့်မလို့အဖြေဒီမြင်းဖြောင်းနဲ့ချောင်းဒီအမတ်တစ်ခု၌အမတ်မြင်းများ၌ဆိုတော့အမတ်တစ်ခု၌တစ်ခုကိုတစ်ခုဖြစ်နိုင်ပါသည်ပေါ့ရပြီနော်နံပါတ်ခွန်ကမြင်းဖြောင်းသုံးချောင်းအတွေ့ဖြစ်နိုင်သည့်ဖြစ်မှတ်အရေအတွေ့အများဆုံးကိုရှာပါမြင်းဖြောင်းသုံးချောင်းအတွေ့ဖြစ်နိုင်သည့်ဖြစ်မဲ့အရေးအတွက်အများဆုံးဟုတ်ပြီအဲ့တော့သူကမြင်းဖြောင်း၃ချောင်းဖြတ်မယ်ဖြစ်မဲ့အရေးအတွက်အများဆုံးဆိုတော့ကျွန်တော်တို့ဒီ သုံးချောင်းကိုတခါတည်းပဲဖြတ်ချင်တယ်ဆိုရင်တော့ဖြတ်မှတ်ကတော့တခုပဲရမယ်ဟုတ်ပြီနော်အဲ့တော့ဒီလိုမျိုးပေါ့နော်မြင်းဖြောင်းမြင်းဖြောင်းဖြစ်တဲ့အတွက်ကြောင့်မြားတွေပါပါမယ်ဒါတော့ဆင်မဆွဲပြထားတာသူကတော့ပုံဆွဲပါလို့တော့မပါပါဘူးဒါပေမဲ့ဒီမှာဆင်မတို့နားလည်အောင်ပေါ့နော်ညာလေးတွေထည့်ထားလိုက်မယ်။ဟုတ်ပြီ။ဒါဆိုလို့ရှိရင်ဒီမှာမြင်းဖြောင်း၃ချောင်းဖြတ်တယ်။မြင်းဖြောင်း၃ချောင်းဒီ ဖြစ်နိုင်သည့်ဖြတ်မှတ်အရေအတွက်အများဆုံးဆိုတော့ဖြတ်မှတ်ကတော့တနေရာပဲရှိမယ်ဟုတ်ပြီနော်အဲ့တော့ဒီအတွက်အဖြေရပါလဲဆိုရင်မြင်းဖြောင်းသုံးချောင်းအတွက်ဖြစ်နိုင်သည့်ဖြတ်မှတ်အရေအတွက်အများဆုံးကတမက်ဖြစ်တယ်ဆိုတဲ့အကြောင်းရှင်းပြရပါမယ်နောက်တစ်ခုကနံပါတ်၈အမှတ်အိုကိုအစမှတ်အဖြစ်ထား၍မြင်းတန်း၅ခုဆွဲပါအမှတ်အိုကိုအစမှတ်ထားမယ်မြင်းတန်း၅ခုဆွဲမယ်ဟုတ်ပြီလားအဲ့တော့ဆက်မလို့ဆွဲကြည့်အောင်နံပါတ်၈က အမတ်အိုးကိုအစမတ်ထားပါဆိုဒီအမတ်ကိုဆက်မတော့အစမတ်ထားပြီးတော့မှ မြင်းတန်း၅ခုဆွဲပါမယ်အဲ့တော့ဒီဘက်မှာမြင်းတန်းလေးတွေဆွဲတစ်ခု၂ခု၃ခုစိုက်တဲ့လောက်စိုက်တဲ့ direction ဘက်ကိုဆွဲလို့ရတယ်သူက၅ခုဆွဲပါပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့၅ခုဆွဲလိုက်မယ်ဒီမြင်းတန်းလေးတွေကိုအမိလေးတွေပြေးလိုက်မယ် A B C ဒီအမတ်ကလေးတွေနဲ့နော် D E လို့လေးကြီးလိုက်မယ်ဒါဆိုရင်ဒါနံပါတ်၈အတွဲရသွားပြီအဲ့တော့မြင်းဖြောင်းအဒီမှာဆမရိုနောက်ထပ်ရေးဦးမယ်ဆိုရင်တော့မြင်းတန်းဒီပါတယ်လဲဆိုတော့ OA ဆိုတဲ့မြင်းတန်းကလေး OB ဆိုတဲ့မြင်းတန်း OB မြင်းတန်း OC မြင်းတန်း OD မြင်းတန်း OE ဆိုပြီးတော့မှအစမတ် O မှာရှိနေတဲ့မြင်းတန်း၅ခုကိုရရှိပါတယ်။ဟုတ်ပြီနော်။နောက်တစ်ခုနံပါတ်9 ပေးရင်အမှတ်နှစ်ခုကိုဖြတ်တော်မြင်တန်းမြင်များရရှိနိုင်တဲ့နေ့ပေးရင်အမှတ်ကနှစ်ခုနှစ်ခုကိုဖြတ်လို့ရှိရင်မြင်တန်းဘယ်လောက်ရတယ်လဲတဲ့အဲ့တော့ဆရာမတို့စဉ်းစားကြည့်အောင်အဲ့တော့ပေးရင်အမှတ်ကနှစ်ခုလို့ပြောတာဖြစ်လို့ဆရာမအမှတ်နှစ်မှတ်ကိုဆွဲလိုက်မယ်ပေးရင်အမှတ်နှစ်ခုကိုဖြတ်တဲ့မြင်တန်းမြင်တန်းမြင်များရရှိတဲ့နေ့ဆိုတော့ဆရာမတို့သူ့ကိုဆက်ဆွဲလိုက်တဲ့အခါမှာမြင်တန်းဒီတစ်ခုတည်းပဲရပါမယ်ဟုတ်ပြီနော် အဲ့တော့ဒီဟာကတော့မြင်းဖြောင်းပေါ့နော်ဆရာမဆွဲလိုက်တာတော့နှစ်ဖက်စလုံးမှမများနေပါနေလို့ရှင်မြင်းဖြောင်းကိုရမယ်အဲ့တော့အမှတ်နှစ်ခုမှာသူကတော့မြင်းတန်းလို့မေးထားတာဖြစ်တဲ့အတွက်ကြောင့်သူ့ကိုဆရာမ AB လို့ပေးလိုက်မယ်ဟုတ်ပြီဒါဆိုလို့ရှင် A နဲ့ B ကပေးရင်အမှတ်နှစ်ခုဖြစ်တယ်ဟုတ်ပြီလားပေးရင်အမှတ်နှစ်ခုက A နဲ့ B ကပေးရင်အမှတ်နှစ်ခုဆိုလို့ရှင် AB ကိုဖြတ်တယ်ဟာ A ကနေပြီးတော့မှဒီဘက်ကိုလာတယ် AB ဆိုရယ်မြင်းတန်းကလေးတစ်ခုတော့ပေါ့တယ်နော် A ကနေပြီးတော့မှ A အမှတ်ကိုဗဟုပြုပြီးတော့မှဒီလို direction ဒီဘက်ကိုလာတဲ့ AB ဆိုတဲ့မြန်တမ်းတစ်ခုရယ် B ကိုဗဟုပြုပြီးတော့မှဒီဘက်ကိုလာတဲ့ BA ဆိုတဲ့မြန်တမ်းတစ်ခုဒါလေးကိုရှင်းမြန်တမ်းနှစ်ခုရမယ်အဲ့တော့ A နဲ့ B ဆိုတဲ့ဒီအမှတ်တွေကိုဗဟုပြုပြီးတော့မှမြန်တမ်းသူကမြင်းဖြောက်မမင်းဘူးเนาะမြင်းဖြောက်ဆိုရင်တော့တစ်ခုလည်းပဲရမယ်ညာဆင်မတို့ဒီ A ကိုဗဟုပြုပြီးတော့ဒီဘက်ကိုလာတဲ့မြန်တမ်းတစ်ခုက AB မြန်တမ်း AB ဒီလိုဘဟုပြုပြီးတော့ဒီ direction ဒီဘက်ကိုလာတဲ့မြင်တန်းတစ်ခုဒီ BA မြင်တန်း BA ဆိုပြီးတော့နှစ်ခုရတယ်အဲ့တော့ပေးရင်အမှတ်နှစ်ခုကိုဖြတ်တော့မြင်တန်းမြင်မြရရှိနိုင်တဲ့နည်းဆိုတော့ပေးရင်အမှတ်နှစ်ခုကို ဖြတ်တော့မြင်တန်းနှစ်ခုရရှိနိုင်ပါသည်ပေါ့အဲ့တော့ကလေးတို့က A တွေ B တွေပေးထားရဆိုရင်ဒီလိုရည်ပေးလို့ရပါတယ်ဟုတ်ပြီနော်နောက်တစ်ခုက30မြင်ပြောင်းတစ်ခုပေါ်ရှိအမှတ်တစ်ခုဒီရင်းမြင်ပြောင်းကို မြင်းတန်းမြင်းများရရှိအောင်ပိုင်းဖြတ်သည်နီထိုမြင်းတန်းတို့ဤဦးလက်ဘက်များတူညီပါသလားတဲ့အဲ့တော့မြင်းဖြောင်းတစ်ခုပေါ်ရှိအမတ်တစ်ခုသည်အဲ့တော့ဆရာမတို့မြင်းဖြောင်းတစ်ခုကိုဆွဲလိုက်မယ်မြင်းဖြောင်းလို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘက်ကောဒီဘက်ကောများလေးတွေပါမယ်အဲ့တော့မြင်းဖြောင်းတစ်ခုပေါ်မှာရှိတယ်မိကုန်ပြန်ကြည့်မယ်နော်မြင်းဖြောင်းတစ်ခုပေါ်မှာရှိတယ်အမတ်တစ်ခုသည်ဆိုတော့ဆရာမအဲ့မှာအမတ်တစ်ခုယူလိုက်မယ်အဲ့ဒီအမတ်တစ်ခုသည်မြင်းဖြောင်းတစ်ခု ပေါ်ရှိအမှတ်တစ်ခုသည်ရင်းမြင်းဖြောင်းကိုမြင်းတန်းမြည်များရရှိအောင်ပိုင်ဖြတ်တည်းတဲ့အဲ့ဆိုဒီဘက်မှာမြင်းတန်းတစ်ခုဒီဘက်မှာမြင်းတန်းတစ်ခုအဲ့တော့မြင်းတန်း ဘယ်နှခုရအောင်ပိုင်းဖြတ်လဲဆိုတော့နှစ်ခုရအောင်ပိုင်းဖြတ်တဲ့သူတို့ရဲ့ဥလဲဘက်တီမတူပါဘူး။ဟုတ်ပြီလား။သူကဘာပြန်မေးသေးလဲဆိုတော့ဥလဲဘက်များတူညီပါသလားဆိုတော့ဥလဲဘက်မတူ။အဲ့တော့သူ့ကိုဆရာမတို့ကအမှတ်ကလေးမသူ့ကိုအိုလို့ထားလိုက်မယ်ပေါ့နော်။အဲ့တော့ဒီဘက်ကနာမည်ပေးလို့အဆင့်ပြောင်း A ဆိုပြီးတော့ထားမယ်။ဒီဘက်မှာ B ဆိုပြီးမှထားမယ်။အဲ့တော့မြင်းပိုင်းဒီနှစ်ခုရသွားပြီ။ OA ဆိုတဲ့မြင်းပိုင်းကတစ်ခု OB ဆိုတဲ့မြင်းပိုင်းကတစ်ခုမြင်းပိုင်းနှစ်ခုရမယ်။ အဲ့ဒီမြင်းပိုင်းရဲ့ဦးလက်ဘက်ကမတူအဲ့တော့ကလေးတို့ဒီဒါဟောပေါ့နော်သူကပုံဆွဲပြပါလို့တော့မပြောထားဘူးအဲ့တော့အဖြေပဲရေးမယ်ဆိုရင်နော်မြင်းဖြောင်းတစ်ခုပေါ်ရှိအမတ်တစ်ခုဒီရင်းမြင်းဖြောင်းကိုမြင်းမြင်းတန်းမြင်းမြဆိုတော့မြင်းတန်းနှစ်ခုရရှိအောင်ပိုင်းဖြတ်သည်ထိုမြင်းတန်းတို့သည်ဦးလက်ဘက်များတူညီပါသလားဆိုတော့ထိုမြင်းတန်းတို့သည်ဦးလက်ဘက်များမတူညီကြပါဘူး မမမို့လဲထုံမြင့်တန်းလို့နေစန့်ကျင်တော့ဦးလဲပဲ့များရှိကြသည်အဲ့တော့သူကတော့မတူတူညီပါသလားလို့မေးမတူညီပါဘူးဆိုတာကိုပြောလို့ရတယ်ပြီးတော့မှတကယ်လို့ကိုကပုံဆွဲပြထားတယ်ဆိုလို့ရှိရင်တော့ပုံထဲကအတိုင်းအိုးဒီသူပေးထားတဲ့အမတ်ညင်းပြောင်းတစ်ခုပေါ်ကအမတ်တစ်ခုအဲ့ဒီအမတ်ကနေပြီးတော့မှမြင်းပိုင်းတွေနှစ်ခုရတယ်အဲ့ဒီမြင်းပိုင်းတွေကမြင်းပိုင်း OA နဲ့မြင်းပိုင်း OB လို့ဖြစ်ကြသည်ဆိုတာကိုပါထည့်ပြီးတော့ရေးလို့ရတယ်ဟုတ်ကဲ့ဒါပေမဲ့သူမေးထားတဲ့အထဲမှာတော့ ပုံစဲပြခိုင်းတာမရှိပါဘူး။နံပါတ်7မှာပုံ2.30နဲ့ A နဲ့ B တခုစီကိုစမှတ်များအဖြစ်အတီးတီးယူလည်းရဲ့ဒီပုံမှာဆိုရင် A နဲ့ B ကိုစမှတ်လို့အတီးတီးယူလိုက်မယ်တဲ့ပြီးတော့မှဆွဲသားထားသောမြင်တမ်းများ၏အမိများကိုဖော်ပြပါမြင်တမ်း AM AM ဆိုတဲ့ဒီဘက်ကမြင်တမ်းရဲ့မြင်တမ်း AN တို့တွင်ဘုံအမတ်ရှိပါသလားတဲ့ AN AN နဲ့ A AM ဒီဘက်က AM နဲ့ AN ဆိုတဲ့ဒီမြင်းတန်းမှာဘုံအမတ်ရှိပါသလားတဲ့ဟုတ်ပြီအဲ့တော့ပြန်ကြည့်အောင် A နဲ့ B တခုစီကိုစမှတ်ထားမယ် A ကိုစမှတ်ထားမယ် B ကိုစမှတ်ထားမယ်အဲ့လိုမျိုးစမှတ်အသီးသီးထားပြီးတော့မှဒီဆွဲထားတဲ့မြင်းဒီမြင်းမှာပေါ့နော်မြင်းဖြောင်းမှာမြင်းတန်းများကြီးအမီကိုဖော်ပြပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာမတို့ကမိကွန်းတွေအတိုင်း A ကိုစမှတ်ထားပြီးတော့မှဘာတွေကိုဆွဲလို့ရတယ်လဲအဲ့လေးကိုကြည့်လိုက်မယ် အဲ့တော့ဒီမှာကလေးတို့ကဒီပုံလေးကိုတိချာကြည့်မယ် A ကိုစမှတ်ထားလိုက်ပြီဆိုရင်အရင်ဦးဆုံးရမှာဒီ AM ဆိုတဲ့မြင်တန်းကိုရမယ်မြင်တန်း AM ကိုရမယ်ပြီးတော့မှ AN ဆိုတဲ့မြင်တန်းကိုရမယ်ဟုတ်လားဒါ A ကိုစမှတ်ထားတယ် B ကိုစမှတ်ထားလို့ရှိရင် BN BN ဆိုတဲ့မြင်တန်းကိုရတယ် B ဒီဘက်ကိုလာတော့ BM ဆိုတဲ့မြင်တန်းကိုရမယ် ။နားပြီနော်။အဲ့တော့မြင်းတန်းဒီလေးခုရပါတယ်။အဲ့တော့ပြန်ပြောမယ်ဆိုရင်တော့ A ကိုပဲအရင်ဗဟုပြုမယ်။ A ကိုဗဟုပြု၍ A ကိုဗဟုပြုပြီးတော့မှာပေါ့နော်။ A ကိုအစမှတ်ထားပြီးတော့သူကစမှတ်လို့ရေးထားရဆိုတော့ A ကိုအစမှတ်ထားတဲ့မြင်းတန်းနှစ်ခုမှာဆက်မအဲ့အားလေးကိုရေးပြလိုက်ပါမယ်နော်။နံပါတ်7က A ကိုအစမှတ်ထားတော့မြင်းတန်းနှစ်ခုမှာ မြင်းတန်းနှစ်ခုမှာဆိုပြီးတော့ခုနဆရာမတို့ရထားတဲ့မြင်းတန်း AM နဲ့မြင်းတန်း AN တို့ဖြစ်သည်ဆိုပြီးရေးလိုက်အောင်ပဲဟုတ်ပြီနော်နောက်တစ်ခုက B ကိုဆက်မှတ်ထားပြီးတော့မှဆွဲထားတဲ့မြင်းတန်းနှစ်ခုမှာဆိုပြီးတော့ဒါလေးကိုရေးလိုက်အောင်ပဲဟုတ်ပြီနော်အဲ့တော့ကလေးတို့ကဒီမြောင်းအောင်မထည့်ပဲနဲ့မြင်းတန်းဆိုတဲ့စကားလုံးသုံးလဲရအဲ့တော့ तू ကမိကွန်းနဲ့မှအလိုလေးသုံးထားတယ်ဟုတ်ပြီနော်မြင်းတန်း AM မြင်းတန်း AN ဆိုပြီးတော့သုံးလို့ရတယ် ဟုတ်ပြီဒါဆိုရင်သူကမြင်းတဲ့ AM နဲ့ A မြင်းတဲ့ AN တို့တွင်ဘုံအမတ် ရှိပါသလားတဲ့အဲ့တော့ဘုံအမတ်ဒီ A ဖြစ်တယ်အဲ့တော့မြင်းတဲ့ AM နဲ့မြင်းတဲ့ AN တို့တွင်ဘုံအမတ်ဒီ A ဖြစ်သည်ဒါမှမဟုတ်လေ A ဒီမြင်းတဲ့ AM နဲ့မြင်းတဲ့ AN တို့ဤဘုံအမတ်ဖြစ်သည်အဲ့တော့ကြိုက်ကြည့်လို့ရေးလို့ရပါတယ် နောက်တစ်ခုကနေတမနှစ်မှာမြင်းပိုင် segment ဆိုရွက်ရှိမယ်အစုံအစားမရှိဖြောင့်တန်းနေသောမြင်းတစ်ချောင်းကိုမြင်းဖြောင့်မှုဆိုသည့်အတွက် မြင်းတချောင်းကိုပုံဖြစ်အစအဆုံးမဆွဲသားနိုင်ကြောင်းသိခဲ့ကြပြီဖြစ်သည်ယခုမြင်းတချောင်းကို၎င်း၏အစိတ်အပိုင်းတစ်ခုဖြင့်ဆွဲသားဖို့ပြပုံကိုဆက်ဆက်လေ့လာပါမည်ဟုတ်ပြီအဲ့တော့ရှေ့မှာအဆုံးအစမရှိဖြောင့်တန်းနေတဲ့မြင်းတချောင်းမင်းဖြောင့်မှုဆိုသည့်အတွက်မြင်းတချောင်းကိုပုံဖြစ်အစအဆုံးမဆွဲသားနိုင်ကြောင်းသိခဲ့ကြပြီဖြစ်သည်တဲ့အဲ့တော့ဆရာမတို့ဒီ ဖြောင့်တန်းနေတဲ့မြင်တဲ့ကြောင်းကအဲဒီအဆုံးအစမရှိဘူးဒါကြောင့်မို့လို့သူ့ကိုဇမရဝါဒီလိုမျိုးများလေးနဲ့ပေါ့နော်အဲ့တော့မြင်းဖြောင်းဆိုပြီးတော့ရှေ့မှာဆွဲခဲ့ပြီးပြီဒါကြောင့်မို့လို့များထဲတာလဲဆိုတော့ဒီအဆုံးအစမရှိအများကြီးဒီဇမရဆွဲလို့မရဘူးဟုတ်ပြီနော်ဒါကြောင့်မို့လို့များထဲခဲ့ရရတယ်အခုကအဲ့ဒီမြင်းတကြောင်ကို၎င်းဤအစိတ်အပိုင်းတစ်ခုဖြစ်ဆွဲသားပုံကိုဆက်ပြီးတော့လေ့လာမယ်တဲ့အစိတ်အပိုင်းတစ်ခုကိုပဲဆက်ပြီးတော့မှလေ့လာပါမယ်တဲ့နှစ်တသက်မှာနှစ်တသက်မှာတင့်မှာမြင်းပိုင်းဤအဓိပ္ပာယ် ကျွန်တော်ဒီတစ်ခါမြင်ပိုင်းလေ့လာမယ်ပထမအဆုံးမြင်ဖြောင့်လေ့လာခဲ့ပြီးပြီးတော့မှမြင်တန်းလေ့လာပြီးပြီးဒီတစ်ခါဒီမြင်ပိုင်း segment ဟုတ်ပြီဒီမှာမြင်ဖြောင့်တစ်ချောင်းပေးထားတယ်ပုံနဲ့တဒမ7တွင် L and ဒီမြင်ဖြောင့်တစ်ချောင်းဖြစ်တယ် L N ကမြင်ဖြောင့်တစ်ချောင်း A နဲ့ B တို့ဒီ L and ပေါ်ရှိအမှတ်တွေများဖြစ်တည်တဲ့အဲ့တော့ဒီမှာအဲဒီ A နဲ့ B ရပါတော့ L and ပေါ်မှာရှိတဲ့ အမတ်တွေဖြစ်တဲ့ A နဲ့ B ကြားရှိမြင်းဖြောင်းဤအစိပ်ပိုင်းများကိုမြင်း LNE မြင်းပိုင်းတစ်ခုသို့မဟုတ်မြင်းပိုင်း AB ဟုခေါ်သည်တဲ့အဲ့တော့ A နဲ့ B ကြားရှိမြင်းဖြောင်း၏အစိပ်ပိုင်းဒီ A အမှတ်နဲ့ B အမှတ်ကြားထဲမှာရှိတဲ့ဒီအစိပ်ပိုင်းကလေးအဲ့ဒီအစိပ်ပိုင်းကလေးကိုဒီမြင်း LN ရဲ့ segment တစ်ခုမြင်းပိုင်းတစ်ခုအပိုင်းကလေးတစ်ခုအစိပ်အပိုင်းတစ်ခုအဖြစ်သတ်မှတ်တယ်တဲ့ဒါဆိုရင်ဒါကိုမြင်းပိုင်း AB ဆိုပြီးတော့ခေါ်ပါမယ် segment AB ပေါ့နော်ဒီသူဒီမြင်းဖြောင်း LN ရဲ့အစိပ်အပိုင်းကလေးတစ်ခုအပိုင်းကလေးတစ်ခုမြင်းပိုင်းကလေးတစ်ခုဒါကြောင့်မလို့သူဒီမြင်းပိုင်း AB လို့ခေါ် ါ်ပါတယ်။အင်းနဲ့ဘီတို့ကိုမြင်ပိုင်ဤအဆုံးမှတ်များ end point ဟုခေါ်ပါသည်။ဒါကတော့မြင်ပိုင်တစ်ခုဆုံးသွားတယ်။ A ဆိုတာ end point နေ၊ B ကလည်း end point ၊ AB ဆိုတာမြင်ပိုင်တစ်ခုရဲ့ end point အဆုံးမှတ်လို့ခေါ်ပါတယ်။သင်္ကေတအားဖြင့်မြင်ပိုင် AB ကိုဒီမှာ ဒီလိုမျိုးပေါ့နော်ဒါလေးလည်းပြပါရစေမြင်ပိုင်း AB ဟုရေးပါသည်တဲ့အဲ့တော့အဲ့ဒီမှာ AB သည်အဆုံးမဲ့ A နဲ့ B ရှိသောမြင်ပိုင်းဖြစ်ပါသည်တဲ့အဲ့တော့အဆုံးမဲ့ A ရနဲ့စမယ် B မှဆုံးမယ်သူပြောချင်တာဟုတ်ပြီနော်မြင်ပိုင်းသည်အဆုံးအစအမှတ်တွေရှိမယ် A ကနဲ့စပြီးတော့ B မှဆုံးတယ်မြင်ပိုင်းကလေးတစ်ခုကိုဆိုလိုတာဖြစ်ပါတယ် အကယ်၍မြင်းပိုင်းတစ်ခု၏အမှတ်နှစ်ခုကိုပေးထားလျင်ထိုမြင်းပိုင်းကိုပြည့်ပြည့်စုံစွာသတ်မှတ်နိုင်သည်ယခုအခါမြင်းဖြောင့်မြင်းတန်းနှင့်မြင်းပိုင်းတို့ကိုကွဲပြားသောတင်္ကေတအသည်းသည်ဖြင့်ပေါ်ပြနိုင်ကြတွေ့ခဲ့ကြပြီဖြစ်သည်တို့ရာတွင် လွယ်ကူမှုရှိစေရန်ရင်းတို့ကိုဒီလိုလေးရေးမယ်ပေါ့နော်မြင်းဖြောင့် AB ဟု၎င်းဒါသည်မြင်းဖြောင့်ရဲ့တင်္ကေတဖြစ်တဲ့ ညာလေးပေါ့နော်နှစ်ဖက်စလုံးမှာဗာရှိလို့ဆိုမြားကောင်းလေးတွေရှိမယ်နောက်တစ်ခုကမြင်းတန်း AB မြင်းတန်းမှာကျတော့တစ်ဖက်သေးပဲရှိမယ်သူက A အမှတ်ကိုဗဟိုပြုတ်ပြီးတော့ဒီလို B ဘက်ကိုဥကြည့်ပြီးမှသွားတယ်ဆိုတာကိုပြောထားတယ်မြင်းတန်း AB ဆိုပြီးတော့ခေါ်တယ်သူ့ကိုကြတော့ဒါကကြတော့မြင်းပိုင်း AB ဒါကကြတော့အစိတ်ပိုင်းတစ်ခု A အမှတ်ကနေစမယ် B အမှတ်မှာဆုံးမယ် အဲ့ဒါပြောတာဟုတ်ပြီနော်အဲ့တော့မြင်ပိုင်း AB ဆိုပြီးတော့မှဖော်ပြရတယ်ဒါဒီကအခန်းနှစ်မှာတင်ရတဲ့အပိုင်း၃ပိုင်းကိုဆရာမတို့တည်သွားပြီနောက်တစ်ခုဆက်ကြည့်မယ်နေ့တသက်မှာနေ့တသက်မှာနေ့မှာမြင်ပိုင်းများဤအလျားတိုင်းခြင်းပိတ်ထားသော မြင်ပိုင်း AB ဤအလျားကိုတိုင်းရမည်ဆိုပါဆို ်စင်တီမီတာအမှတ်အသားပါသော မြင်းတန်းကိုမြင်းပိုင်း AB တခြားပုံနှင့်သမစနစ်မှာကဲ့သို့ကပ်၍ထားပါ A ကို3ဒီဂရီစင်တီမီတာအစမတ်နေရာ၌ထားပြီးမြင်းတန်းပေါ်တွင် B အမှတ်ကျရာစင်တီမီတာဖတ်ယူပါဒါတော့ကလေးတို့တိုင်းတက်တယ်ဒီမြင်းပိုင်းကလေးတစ်ပိုင်းပေါ့နော်ဒီ A မှာစပြီးတော့ B မှာဆုံးတဲ့မြင်းပိုင်းတစ်ခုရဲ့အလျားကိုဆရာမကတိုင်းချင်တယ်ဆိုရင်စင်တီမီတာဖက်မှာပေါ့နော်ပေတံရဲ့စင်တီမီတာဖက်မှာ a ဆိုတဲ့နေရာမှာဒီ0ကိုကွက်တိထားပြီးတော့မှအဲ့ဒီကနေ တိုင်းလိုက်မယ်။အဲဆိုရင်ဒါဒီ7 cm ရှိတယ်။9 cm ရှိတယ်။မြင်းမိုင်းကလေးတစ်ပိုင်းဆိုတော့သိသွားပြီပေါ့နော်။အဲ့ဒါဆိုရင်လက်ကျန်ခံကိုတွားရအောင်။လက်ကျန်ခံနဲ့သမားနှစ်မှာအဘပုံများတွင် မြင်းပိုင်းများကိုဖော်ပြပါ။ပုံတစ်ခုစီတွင်မြင်းပိုင်းမိများရှိတဲ့နေ့ အဲ့တော့နံပါတ်၁ကကြတော့သူကမြန်မာရေးရွတ်လို့ပြောတဲ့အတွက် AB ကမြန်မာတစ်ခု BC တစ်ခု AC တစ်ခုမြန်မာသုံးခုရှိတယ်အဲ့တော့ကျွန်တော်ရေးချင်အောင်မြန်မာရဲ့တင်ကိတာဒီလိုလေမြန်မာ AB နော်မြန်မာ BC မြန်မာ AC တို့ဒီပြည့်စုံစုံလေးရေးလိုက်မယ်မြန်မာများဖြစ်တယ် ောက်တစ်ခုကသူကပုံတစ်ခုစီတွင်မြင်းပိုင်းမြင်းများရှိတယ်နီလို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့နံပါတ်၁ကပုံမှာတော့မြင်းပိုင်း၃ခုရှိတယ်။မြင်းပိုင်း၃ခုရှိသည်။အဲ့ဒီလားအဲ့ဒီလားဆိုလို့ရှိရင်ဒီမှာကြည့်အောင်ပုံကပုံနှစ်မှာကြာတော့မြင်ပိုင်း D D ကလည်းဆက်လိုက်မယ် D ကလည်း D ကိုဖို့ပြုတ်ပြီးတော့ GE အဲ့တော့ဒါလေးကိုဆက်မရရေးရအောင်မြင်းပိုင်းနံပါတ်2သာမြင်းပိုင်းကလေး DE အဲ့တော့ DE ပြီးတော့မှ D ကလည်းပဲဆက်မရပြန်ဆက်လိုက်မယ် DF မြင်းပိုင်း DF မြင်းပိုင်း DG ဟုတ်ပြီပြီးတဲ့အခါကျတော့ E ကလည်းဆက်မရစပါမယ် EG မြင်းပိုင်း EG mean by ef ဟုတ်ပြီလားနောက်တစ်ခုကတော့ g ရနဲ့စတယ် gf mean by g f အဲ့တော့သူကဒီဘက်မှာအနာလေးနားဆိုတော့1 2 3 4ရေဒီမှာသူ့ဖြတ်မှတ်ကလေးဖြတ်ဆွဲထားတဲ့အနာလေးနှစ်ခုဆိုတော့6ခုရှိမယ်အဲ့တော့မြန်မာပိုင်းဒီ1 2 3 4 5 6အဲ့တော့ခုနအပေါ်မှာရေးထားတဲ့အတိုင်းပဲတို့ဒီမြင်ပိုင်းများဖြစ်ပြီးအဲ့တော့မြင်ပိုင်း6ခုရှိပြီဘာလို့လဲရေးလိုက်အောင်မယ်ဟုတ်ပြီလား ။နောက်တစ်ခုကနံပါတ်3မှာလဲအဲ့ဒီအတိုင်းပဲရေးမယ်ဆမတ်တို့ရေးကြည့်အောင်1 2 3 4 5 6 9ရင်ပိုင်းဒီခုနှစ်ခုရမယ်။ဟုတ်ပြီလား။အဲ့တော့သူ့ကိုလည်းအတိုင်းလေးရေးလိုက်ရုံပဲ။ကလေးတို့စချင်တဲ့နေရာတနေရာနဲ့စလိုက်မယ်။အဲ့တော့သူက P Q R S T ဆိုတော့ P ရနေပဲစမယ်။ P Q ဆိုလည်းမြင်းပိုင်း P Q မြင်းမြင်းပိုင်း PT ပေါ့နော်ပြီးတော့မှ QR မြန်ပိုင်း QR မြန်ပိုင်း RS မြန်ပိုင်း RST ပြီးတော့မှမြန်ပိုင်း PR မြန်ပိုင်း PS ဆိုပြီးတော့မှခုနှစ်ခုရမယ်ဒါတော့ပြီးရင်ရေးထားလိုက်ရင်ဟုတ်ပြီနော်နောက်တော့နံပါတ်2ပုံနှိဒသမ7လေးတွင်မြင်ပိုင်းညီများရှိတယ်နိအဲ့တော့ပုံနှိဒသမ7လေးမှာဆရာမတို့အရင်ဦးဆုံးပုံလေးကိုဒီချာလေးကြည့်လိုက်မယ်အမှတ်ကတော့0 2 3 4 ABC တွေဆိုရဲ အမတ်လေးမှတ်ပေးချရဲ AB ဆိုတဲ့မြင်ပိုင်းတစ်ခုရှိတယ်။ဟုတ်ပြီနော်။မြင်ပိုင်း AB ဒါလို့ဆရာမတို့မှရေးလိုက်မယ်။မြင်ပိုင်း AB ဆိုတာတစ်ခုရှိမယ်။ AB ပေါ့နော်။ပြီးတော့မှမြင်ပိုင်း BC ဆိုတာ AC ဆိုတဲ့မြင်ပိုင်းရှိမယ်။မြင်ပိုင်း AD ရှိမယ်။ဒါ A ကနေဖော်ပြပြီးတော့ဆရာမရေးလိုက်တယ်။ဟုတ်ပြီနောက်တစ်ခုက AB ပြီးသွားပြီ AC ပြီးသွားပြီ AG ပြီးသွားပြီဆိုရင် B ကလည်းစလိုက်မယ်ဆရာမတို့ BC ဆိုတဲ့မြန်ပိုင်းလေးရှိမယ်။ဟုတ်ပြီလား BC ပြီးတော့မှ BD ဆိုတဲ့မြန်ပိုင်းလေးရှိမယ်။ပြီးတော့ CD ဆိုတဲ့မြန်ပိုင်းရှိမယ်။အဲ့တော့မြန်ပိုင်းမြင်များရှိတဲ့နည်းလို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာမတို့ဒီမြန်ပိုင်း AB မြန်ပိုင်း AC မြန်ပိုင်း AG မြန်ပိုင်း BC မြန်ပိုင်း BD ရဲ့မြန်ပိုင်း CD တို့ဒီ ခုနဆရာမရေးတယ်လို့ပဲမြင်ပိုင်းများဖြစ်ကြသည်အဲ့တော့မှသူကမြင်ပိုင်းအရေးအတွက်ဘယ်နှခုရှိလဲလို့မေးတာဖြစ်တဲ့အတွက်ကြောင့်မလို့တင်းနေ3456ခုနဆရာမရေးတယ်လို့ပဲမြင်ပိုင်း6ခုရှိသည်ဆိုပြီးတော့ရေးလိုက်အောင်မယ်ဟုတ်ပြီနော် sorry ဒီမှာကလေးတော့အင်္ဂလိပ်လိုရေးရပါမယ်မြင်ပိုင်း6ခုရှိပါသည် နံပါတ်3ကစိုင်းနဲ့တက်ရမြန်ပိုင်း၃ပိုင်းဆွဲပြီးအလျားကိုကကြီးကစင်တီမီတာခွေရလက်မဖြစ်တိုင်းတာဖော်ပြပါဗါတဲ့အဲ့တော့စိုင်းနဲ့တက်ရမြန်ပိုင်း၃ပိုင်းကလေးတို့ကြိုက်တလို့ဆွဲလိုက်အဲ့တော့ဆွဲလိုက်မယ်ဗောနော်တစ်ခုနှစ်ခုသုံးခုကိုကနေကိုဆွဲကြည့်မယ်အဲသူ့ကအမှတ်ကလေးဆွဲပေးလိုက်မယ်မြန်ပိုင်း AB CD မြန်ပိုင်း CD မြန်ပိုင်း EF ဆိုပြီးတော့အဲ့ဒါဆိုတော့သူ့ကိုတိုင်းလိုက်မယ် အဲ့တော့သူ့ကိုတိုင်းပြီးတော့မှသူကကကြီးဒီစင်တီမီတာနဲ့ဖော်ပြမယ်ဥပမာဒါဒီ5စင်တီမီတာရှိလို့ရှိရင်5စင်တီမီတာဆိုပြီးရေးလိုက်ရုံပဲခခွေရကြတော့သူကလက်မနဲ့ပြခိုင်းတာဒါကိုတိုင်းလိုက်လို့ကလေးတို့အနေနဲ့နှစ်လက်မရရဲဆိုရင်နှစ်လက်မဆိုပြီးရေးလိုက်ရုံပဲဟုတ်ပြီလားဒါတော့ဆင်မဥပမာပြပြတာအဲ့တော့ခုကနေကိုကိုစိုက်တယ်မြင်ပိုင်းကိုစိုက်တဲ့လောက်အရှိရှိတဲ့မြင်ပိုင်းကိုဆွဲပြီးတော့မှကကြီးဒီစင်တီမီတာခခွေရလက်မနဲ့တိုင်းပြီးတော့မှဖော်ပြပေးပါတယ်ရှင်ရသွားပြီဟုတ်ပြီနော်